အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကျွန်းကိုတင်ပိုက်ဖို့ဆက်လက်ချင်းချောက်နေတာကြောင့်အမေရိကန်အစ်မြင့်နိုင်ငံရေးသမားတွေကစီစဉ်တဲ့ခရီးစဉ်တွေကိုဂရင်းလန်ရဲ့နိုင်ငံရေးသမားတွေကရှုတ်ချလိုက်ပါတယ်ဒုတိယသမ္မတကတော့ရှယ်ဘက်ဆာသည်ယခုသတင်းပတ်အတွင်းအဆိုပါကျွန်းသို့ယဉ်ကျေးမှုအလဲပတ်ခရီးသွားရောက်နေပြီးထရန့်ဖာအမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့စ်ဆာလည်းလာရောက်လည်ပတ်မည်ဟုမျှော်လင့်နေကြပါတယ်ထွက်ခွာသွားသော Greenlandic ဝင်ကြီးချုပ်မှု EG ကအဆိုပါခရီးစဉ်များကိုကြမ်းတမ်းစွာပြောဆိုခဲ့ပါတယ် Greenland ၏ ဗဟိုလက်ရာအတိုက်ခံဒီမိုကရက်တစ်ပါတီသည်မကြသေးမီကနယ်မြေ၏အထွေထွေရွေးကောက်ပွဲတွင်အာအသင်ပွဲရလက်ဖြင့်အနိုင်ရပြီးနောက်စီစဉ်ထားသည့်ခီးစဉ်သည်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။တစိ့တပိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုလက်ရှိတွင်ဒိမတ်ကထိန်းချုပ်ထားသည်လွတ်လပ်ရေးမေကွန်းနှင့် Trump ၏အာဏာသိမ်းမှုချင်းချောက်မှုတို့ကလွှမ်းမိုးခဲ့ပါသည်။ Greenland ဘက်မှလည်း Greenland တိုက်ကြီးမဟုတ်သောကမ္ဘာအကြီးဆုံးကျွန်းအာတိတ်တွင်တည်ရှိပါသည်။လူဦးရေကျပါသောနယ်မြေလည်းဖြစ်သည်။ လူပေါင်း9600ခန့်သည်ထိုနေရာတွင်နေထိုင်ကြပြီးအများစုမှာဌာနေင်းလူမျိုးများဖြစ်ကြပါသည်။ရင်းဤနယ်မြေဤ80ရာခိုင်နှုန်းခန့်သည်ရေခဲများဖြင့်ဖုံးလွှမ်းနေပြီးလူအများစုသည်မြို့တော်နှုတ်အနီးနောက်တောင်ဘက်ကမ်းရိုးတန်းတွင်နေထိုင်ကြပါသည်။ဒိမ့်မတ်ဤကိုပိုင်အုပ်ချုပ်ခွင့်ရသို့မဟုတ်ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီးဂင်းသည်ဒိမ့်မတ်နှင့်အမေရိကန်စစ်အခြေစိုက်စခန်းများနေထိုင်ရလည်းဖြစ်သည်။ ဂရင်းလန်၏စီးပွားရေးသည်အထူးအားဖြင့်ငါးဖန်းခြင်းကိုအခြေခံသည်ဒိမတ်အစိုးရထံမှကြီးမားသော ထောက်ပံ့မှုများသည့်ပင်းဤတူးမြတဲ့ငွေဤငါးဘုတ်တပုံသို့မဟုတ် GDP ဖြစ်ပါသည်မကြသေးမီနှစ်များအတွင်း Greenland ၏ရှားပါမြေတွင်းထွက်သက်သူများ Uranium နှင့်တန်တက်များတူးဖော်ခြင်းအပါအဝင် Greenland ၏တဘာဝအရင်းမြစ်များကိုစိတ်ဝင်စားမှုတိုးလာခဲ့ပါသည်။ကဘာကြီးပူနွေးလာမှုကြောင့် Greenland ဖုံးလွှမ်းနေသောရေခဲအချို့အရေးပြောသွားခြင်းကြောင့်မြင်းတို့ကိုပုံမိုရရှိနိုင်မည်ဖြစ်ပါသည်။ ဂရင်းလန်ရဲ့အနေထားကဘလို့လဲမြောက်အမေရိကအတွင်းပထဝီဝင်အနေထားရတရှိပြီးဂရင်းလန်အားဒိမ့်မမကီလိုမီတာ3160မိုင်အကွာတွင်နှစ်ပေါင်း300ခန့်ထိန်းချုပ်ထားခဲ့ပါတယ်။ဂျွန်ကို20ရာစုအလယ်ပိုင်းထိကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့ပြီးဤအချိန်ကာလအတော်များများတွင်အထူးကြံပြီးဆင်းရဲမွေးတည်နေခဲ့ပါတယ်။1953ခုနှစ်တွင်ဒိမတ်နိုင်ငံတော်ဤတစိမ့်တပိုင်းဖြစ်လာပြီးဂရင်းလန်နိုင်ငံသားများသည့်ဒိမတ်နိုင်ငံသားများဖြစ်လာခဲ့ပါသည် ရ85ခုနှစ်တွင်ပြည်လုံးကျဆန္ဒခံယူပွဲ၌ဒိမတ်သည်နိုင်ငံသားရေးနှင့်ကာကွယ်ရေးအပေါ်ထိန်းချုပ်ထားခြင်းဖြင့် Greenland နယ်မြေအတွင်းမူဝါဒအများစုကိုထိန်းချုပ်နိုင်ခဲ့ပါသည် Greenland သည် US အတွက်ဘလောက်အရေးပါသလဲ American သည် ဂရင်းလန်းတွင်လုံခြုံရေးစိတ်ဝင်စားမှုကိုကြားရှိစွာထိမ့်သိမ်းထားသည့်ဒုတိယကမ္ဘာစစ်အတွင်းနာဇီဂျာမနီကဒိမ့်မက်ပြည်မကြီးကိုသိမ်းပိုက်ပြီးနောက်အမေရိကန်သည်ဂရင်းလန်းကိုကျူးကျော်ဝင်ရောက်ကာနယ်မြေနှင့်စစ်ဖက်နှင့်ရေဒီယိုစခန်းများထူထောင်ခဲ့ပါသည်စစ်ပွဲပြီးတွင်အမေရိကန်တပ်များသည်ဂရင်းလန်းတွင်ကျန်ရစ်ခဲ့သည့်ယခင်ကဆိုးလေတက်စခန်းဟုလူသိများသော Picture Frame အာကာသစခန်းသည်ထိုအချိန်မှစ၍ US မှလည်းပတ်နေပါတယ်1950ခုနှစ်တွင်ဒိမတ်နှင့်ကာကွယ်ရေးသဘောတူညီချက်အရအမေရိကန်သည်နယ်မြေကာကွယ်ရေးတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီးစစ်အခြေစိုက်စခန်းများတိစောက်ထိန်းသိမ်းခွင့်အပါအဝင်ဖြစ်သည်ရုရှားကအမေရိကန်ကိုဒုံးကျည်တွေလွတ်မယ်ဆိုရင်နျူကလ িয়ার လက်နက်အတွက်အတူဆုံးလမ်းကြောင်းကမြောက်ဝင်ရိုးစုံနဲ့ဂရင်းလန်းကိုဖျက်သွားလိမ့်မယ်ဟု Royal Danish Defense College မှတွဲဖက်ပါမောက်ခမှ Jacobson ကပြောကြားခဲ့ပါတယ်။ ဒါကြောင့် Pacific Space Bay ဟာ US ကိုကာကွယ်ရမှာအလွန်အရေးပါပါတယ်။တရုတ်နဲ့ရုရှားတို့သည်မကြသေးမီနှစ်များအတွင်းမြင်းတို့၏အာတိတ်စီရေဆွမ်းရည်ကိုစတင်တိစောက်ခဲ့ကြောင်း Arctic Institute ၏စာရန်တစ်ခုအရသိရသည်မြင်း၏ပြိုင်ဘက်များကိုတံပြန်ရန်အာတိတ်တွင်မြင်း၏တရှိမှုကိုပုံမတိုးတက်အောင်လှုပ်ဆောင်ရန်အမေရိကန်အားစာရန်တွင်တောင်းဆိုထားပါသည်။ ဇန်နဝါရီတွင်ဒိမတ်နိုင်ငံသားရေးဝန်ကြီး Lars Lockrasmussen ကဒိမတ်သည်အမေရိကန်နှင့်ဆွေးနွေးရန်လမ်းဖွင့်ထားကြောင်းဝါရှင်တန်သည်ဒေတာတွင်၌တရားသူများ၏အကျိုးစီးပွားရှိကြောင်းထည့်သွင်းပြောကြားခဲ့တယ်။မိမိကိုယ်ကိုလက်နက်တပ်ဆင်ပေးနေတဲ့ရုရှားနိုင်ငံကိုကျွန်တော်တို့မြင်ပါတယ်။စိတ်ဝင်စားမှုစတင်နေတဲ့တရုတ်နိုင်ငံကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်ဟု Rasmussen ကပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဒီဂရင်းလန်၏ကြီးမားသောမြေထုတစ်ခွင်တွင်တပ်ထုတူဖို့၏အလားအလာကိုစိတ်ဝင်စားဖွယ်ရှိကြောင်းမာဂျက်ကပ်ဆန်အထူးသဖြင့်တောင်ဘက်ရှိရှားပါတပ်ထုတွင်များကိုပြောကြားခဲ့ပါသည်။ကြီးစုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။စိတ်ဤချမ်းသာခြင်းကိုဤကြမာခြင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ။